ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်ထွမြောက်ရာချအခန်းကြီး7အခန်းငယ်1ကနေအခန်းငယ်39အထိကိုဒီကနေ့တင်တိအတော်တမချန်းအစီအစဉ်မှာလေ့လာမှာဖြစ်ပါတယ် ဣသရေလလူမျိုးတို့ကိုရွေးကောက်တော်မူတဲ့ဘုရားသခင်ဟာမောရှိဆိုတဲ့ပုဂ္ဂိုလ်ကိုအပေါင်းပြုပြီးတော့အဲဂုတ်ထုပြည်မှာနှစ်ပေါင်း400လောက်ကြုံခံနေခဲ့ရတဲ့ဣသရေလလူမျိုးကိုထွက်မြောက်စေပါတော့မယ်နှလုံးခိုင်မာမင်းအာနာနှင့်ရဲစွာဆန့်ကျင်ဖန်ဆင်းရှင်ကို သူလျင်စိုးစင်တော်လှန်ရင်းလျက်ပြင်းထန်ဒုက္ခရောက်သမျှကိုကာလအတန်ကြံ့ကြံ့ခံ၏စာရန်အာကိုတစွတ်ထိုးနှင့် နတ်မျိုးအဖုံရုတ်ထုဆုံးကိုယုံကြည်တွယ်ဖက်မခွာရက်၍တက်ဆွန်မိုက်မဲလေတော့သည်အဲ့ဒီလိုစာဖွဲ့ယူရလောက်အောင်ဖာရောဘီရင်မစင်မခြင်းကောင်းမှလွန်းနေတော့ဖျားသခင်ရဲ့လူနဲ့နတ်ရုတ်ထုရဲ့လူတွေကိုအခုစီးသားချမ်းသာလိုက်ပြီသီးဗန့်ခွဲထုတ်လိုက်ပြီအဲဂုတ်ထုတွေအဖို့သာဥတွေရဲ့အသက်ကို အစရေခံရတော့မယ်ဣသရေလကတော့ကျွန်ခံရရက်ကထွက်မြောက်သွားရတော့မယ် အသက်ရှင်တော်မူသောဖျားသခင်ကိုကိုးကွယ်ပြီးလူမျိုးတော်ရဲ့လွတ်မြောက်ခြင်းကိုတရုတ်ခေါ်တဲ့ပတ်သက်ခါပွဲတော်ကြီးစတင်ပေါ်ထွန်းရပါတော့မယ်။အဲ့ဒီအကြောင်းအချင်းအရာတွေကိုအသေးစိတ်ဟောကြားပြသသွားမှာကတော့ထွတ်မြောက်ရာကျမ်းအခန်းကြီး7ပဲဖြစ်ပါလေ။ဣသရေလတို့ဤဘာသာရေးနှစ်ဆန်းခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အစပြုရမယ်ဆိုရင်တော့ပတ်သက်ခါပွဲတော်ကိုသူတို့နှွဲပြောခြင်းအကြောင်းဟာအဓိကပေါ်ပေါက်လာပါလေ။ပတ်သက်ခါပွဲတော်သို့မဟုတ် pass over ဆိုတာဟာ တခြားဟုတ်ယူလားခရစ်တော်ကိုထင်ဟတ်တဲ့ပွဲတော်ပါလေကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး9အငယ်9အရာဟောင်းသောတဆေးကိုတုတ်တင်ပယ်ရှင်းကြလော့အကြောင်းမူကားခရစ်တော်ဒီဟုသောငါတို့ပတ်သက်ကသိုးငယ်သည်ငါတို့အဖို့ရစ်ပူဇော်ရာဖြစ်၏ဆိုပြီးတော့တွေ့ရပါလေမှန်ပါတယ်ဒီကန္တဟာဒီအချိန်မှာ လူဇာတိနဲ့လူမျိုးကို မရောက်လာသေးသူကယ်တင်ရှင်သခင်ခရစ်တော်ရဲ့အရေးတရံကို အမှန်တွေ့ခဲ့ရတဲ့ဒန္တပဲလို့ကျွန်တော်တင်ပြလိုက်ပြရစီထွန်းမြောက်ရာကျန်းအခန်းကြီး7အငယ်1မှ2ထာဝရဘုရားသည်အေဂုတ်ထုပြည်၌မောရှေနှင့် အာယုန်တို့အားမိန်တော်မူပြီးကားဤလပြီးတင်တို့၌လာဦးဒီဟုသောနှစ်စဉ်တွင်ပထမလဖြစ်ရမည်ထွန်းမြောက်ရာကျန်းရဲ့အခန်း7အထိဟာမောရှေရဲ့တယုတ်ကိုပေါ်ဆောင်နေအခု7နှစ်ကနေပြီးတော့14အထိကတော့ထွန်းမြောက်ချင်းရဲ့တယုတ်ကိုပေါ်ဆောင်သွားပါလိမ့်မယ် ထွံ့မြောက်ခြင်းကိုဘယ်အရာနဲ့စတယ်လဲပတ်သက်ာညစာစားပွဲနဲ့သိုးတငယ်ရဲ့သွေးနဲ့စတယ်ပြီးတော့သားဦးတို့ရဲ့ပေခြင်းနဲ့စပါတယ်နောက်အခန်းကြီး73အခန်းကြီး74တို့မှာကြတော့ပင်လယ်နီကိုဖျက်ဆန်းခြင်းနဲ့အီဂျစ်တမတော်ကြီးပင်လယ်ကြီးအောက်ကိုရောက်ရှိသွားခြင်းတွေကိုတွေ့ရပါလိမ့်မယ်ဒါကြောင့်ထွံ့မြောက်ခြင်းအခွင့်ကိုပွေးနဲ့တကိုးအာနာနဲ့အရင်တီးပေးတယ်ဆိုတာကိုကျွန်တော်အကြံပြင်းမှတ်ယူထားကြရပါလိမ့်မယ် ဒီကနေ့ကျွန်တော်တို့ခရိယန်တွေရဲ့ကယ်တင်ခြင်းအခွင့်ကိုရောဘာနဲ့အရင်တည်ပေးတယ်လေ။ပွေးနဲ့တကူအာနာနဲ့ပဲအရင်တည်ပေးထားပါလေ။သူတငယ်တော်ဖြစ်တဲ့ခရစ်တော်ရဲ့ကာရိုင်တော်ပေါ်မှာသွင်းခဲ့ရတဲ့အသွေးနဲ့အတူတန်ရှင်းသောဘုရားသခင်ရဲ့ဝိညာဉ်တော်အရှိန်တကိုးကြောင့်ကျွန်တော်တို့ဟာကယ်ပြင်ခြင်းအခွင့်ကိုခံစားရရှိခြင်းဖြစ်ပါလေ။အီအမှုသည်ဘိုးကြီးအားဖြင့်မဟုတ်ဘိုးကြီးဤတကိုးအာနာအားဖြင့်မဟုတ်ငါဝိညာဉ်အားဖြင့်ဖြစ်လိမ့်မည်ဟု ကောင်းကင်ဘုံရှင်ထာဝရဘုရားမိန့်တော်မူ၏ဆိုတဲ့ Prophet Zachary ရဲ့အနာဂတ်ကြံခန်းကြီး၄အငယ်၆ရဲ့ပေါ်ပြချက်ဟာဒီအချက်ကိုရှင်းရှင်းလင်းလင်းကြီးမိမောင်းထုတ်ပြနေပါတယ်အခုကြားခဲ့ရတဲ့ထွံ့မြောက်ရာကျမ်းအဖွင့်စကားတွေနဲ့အတူဣသရေလအဖို့လူမျိုးနဲ့နိုင်ငံဟာအသစ်တည်ခဲ့ပါပြီဘသူတွေနဲ့တည်တယ်လဲသေပြဲမိသားစုတွေနဲ့တည်ခဲ့ပြီဒါကြောင့် အမျိုးအနွယ်ရဲ့စည်းရင်းကိုဘုရားသခင်ဂရုတစိုက်ပေါ်ပြခဲ့တာလေဆိုတာကိုကျွန်တော်ထပ်ပြီးပြောလိုပါတယ်။ကျွန်ဘဝမှာသူတို့လုပ်ခဲ့တဲ့အုပ်တွေနဲ့မြို့ကြီးတွေတည်လို့သူတို့တယောက်စီစုပေါင်းလိုက်ချိန်မှာတော့ဣသရေလနိုင်ငံတော်ဟာပေါက်ဖွားလာခဲ့ပါတယ်။ဒီနေရာမှာအရေးကြီးမှတ်ထားဖို့လိုတာကတော့ကမ္ဘာလူမျိုးတွေအားလုံးကိုလေဘုရားသခင်ကပဲဖန်ဆင်းထားတယ်ဆိုတာကိုကျွန်တော်တို့ကမ္ဘာဦးကျမ်းမှာရှင်းခဲ့ပြီးပါပြီနော်။အဲအဲ့ဒီအခြေခံမှာ အာဗြဟံကိုရွေးထုတ်ပြီး ခရစ်တော်ပေါ်ထွန်းစေဖို့ရွေးကောက်တဲ့လူမျိုးဣသရေလဆိုတာကျွန်တော်တို့မြင်ခဲ့ရတယ်။ဒါကိုကျွန်တော်တို့အသေးချာမှတ်တမ်းတင်ထားဖို့တော့လိုပါလိမ့်မယ်။ပတ်သက်ခါဤအခြေခံဆိုပြီးဆက်ဖို့အငဲသုံးကိုဖတ်ကြည့်ကြရအောင်။သင်တို့သည်ဣသရေလလူမျိုးအပေါင်းကိုမှားထားရသော စကားဟုမူကားဤလ10ရက်နေ့၌သင်တို့ရှိသမျှသည်မိမိအိမ်တောင် အသီးသီးအတိုင်းတိမ်တောင်လျင်သိုးငယ်တကောင်စီယူရမည်။အိမ်တောင်တစ်ခုစီမှာသိုးတကောင်စီယူရပါမည်။ မှတ်သားထားပါဒါအရေးကြီးတဲ့အချက်ပါ အိမ်တော်ငယ်၍သိုးငယ်တကောင်နှင့်မတန်လျင်နီးစပ်သောအိမ်ကြီးချင်းနှင့်ဆက်ဆက်၍လူမြင်များရှိသည်ကိုရေတွက်ပြီးဖြင့်တကောင်ကိုစားလောက်သောသူများကိုထောက်၍သိုးငယ်တကောင်ကိုယူရမည်မစားရတဲ့လူရယ်လို့မရှိစေရဘူးမကျွေးစေရဘူးလူတိုင်းစားကိုစားရမည်ပြီးတော့ဒီပွဲတော်ဟာ လူမျိုးတစ်မျိုးတည်းကလူတိုင်းနဲ့ဆိုင်တဲ့ပွဲတော်ဆိုတာကိုထင်ရှားနေပြီပြီးတော့ မိသားစုတို့ရဲ့အတွေ့အပြဿနာလို့ဆိုခြင်းရင်လဲရနိုင်တယ်မမှားဘူးဖျားသခင်ကလူတယောက်စီကိုကယ်တင်ခြင်းပေးတယ်ဆိုတဲ့သဘောတရားကိုခေါ်ကျူးခင်ဟပြတ်သားနေပါတယ်မျက်ချီမပြတ်ကြပါနဲ့ဖိလိပ္ပိဆိုတဲ့မျိုးကထောင်မှုဟာသူတယောက်သေးယုံကြည်တာကို သူ့မိသားစုသူ့အရှင်နဲ့ကယ်တင်ခြင်းကိုမခံယူနိုင်ပါဘူးတဦးချင်းကလိုက်လံယုံကြည်ကြရပါလိမ့်မယ်တမန်တော်ဝတ္ထုအခန်းကြီး18ကိုဖတ်ရှုကြည့်ဖို့လိုပါတယ် ကျွေးကောက်တဲ့လူမျိုးတော်ဆိုပြီးမာမာနတွေတက်လို့မရဘူး။ဖျားသခင်ဖန်ဆင်းတဲ့လူသားတွေကပောက်ပွားတဲ့ကျွေးကောက်တဲ့လူမျိုး။တယောက်စီယုံကြည်ခြင်းရှိကိုရှိရမယ်မရှိရင်ကယ်တင်ခြင်းမခံရဘူး။ဒါဟာယုံကြည်ခြင်းရဲ့အနှစ်သာရသဘောတရားပါ။အဲ့ဒီလူတူးချင်းနဲ့စုပေါင်းတဲ့အိမ်တောင်တစ်ခုတိုင်းမှတိုးတငယ်ကိုပူဇော်တော့ပွေးများကိုရတယ်။ဒီပွေးကိုမိသားစုအိမ်တောင်တကွားတွေမှာပုတ်လိမ့်ပြီးထားရလိမ့်မယ်။ ဒီလိုအသွေးနဲ့ပုတ်လိမ့်ထားတဲ့အိမ်တွေကိုသေမင်းဟာတမင်ရှောင်ကွင်းပွားရလိမ့်မယ်။ဒါဟာဘုရားသခင်ရဲ့ပြညတ်ချက်။နှစ်စဉ်ပထမဖြစ်ရမယ့်လရဲ့ဆယ်ရက်နေ့ညဆိုပြီးချိန်ချက်တဲ့ညအဲ့ဒီကစပြီးဒီပွဲတော်အတွက်ပြင်ဆင်ရမယ်လေ။ဒီညဟာစောစောကပြောခဲ့တဲ့အတိုင်းအသက်ရှင်တော်မူသောဘုရားသခင်ကသူရွေးကောက်ထားတဲ့လူမျိုးနဲ့သူ့ကိုအန်တုတဲ့လူနှမျိုးကိုနှစ်ပိုင်းချပြီးစီရင်မယ်ညာ။ဒါကြောင့်မို့ ဒီကိစ္စမှာရစ်ပူဇော်ခြင်းနဲ့အသွေးသွင်းခြင်းဆိုတာဟာနှောင်းပိုင်းကာလမှာခရစ်တော်ရဲ့အဖေခံခြင်းကိုထင်ဟပ်ပေါ်လွင်စေမယ်အတိတ်ဘယ်ကိုလေးနဲ့စွာပေါ်ပြလာလိမ့်မယ်လို့ကျွန်တော် ကြိုတင်ပြီးတင်ပြခဲ့တာဖြစ်ပါတယ်အငယ်9မှ6သိုးငယ်ဖြစ်စေစိတ်ငယ်ဖြစ်စေသင်တို့ယူသောအကောင်သည်အပြစ်မပါ အခါမလဲသောအထီးဖြစ်ရမည်ထိုသောငယ်တို့ကိုထိုလ14ရက်တိုင်အောင်စောင့်ထားပြီးမှညဦးအချိန်၌ ဣဒရီလအမျိုးအစည်းအဝေးပြည်သက်အပေါင်းတို့သည်ဖတ်ရကြပြီသို့သငယ်၏အဖားကိုစားရသောအိမ်ဤတကားထုတ်နှင့်တကားတိုင်နှစ်ဖက်၌သို့သငယ်၏အသွေးကိုယူ၍ထိုးရမည်ရှင်းပါတယ်နော်အခုခေတ်ရဲ့အမြင်နဲ့တိုင်းတရင် ကိုလိုကန်ကအစီအမံကြီးလို့မဆိုနိုင်ဘူးလားအေးအဲ့ဒီအပေါ်ရန်ကိုလွှာမကြည့်ပဲအနှစ်ကိုရအောင် ရှုမယ်ဆိုရင်တော့ဘလောက်အရေးကြီးတဲ့ပွဲသဘင်လဲဆိုတာသင်ဟပ်ပေါ်လွင်လာပါလိမ့်မယ် အပြစ်မဲ့တဲ့သိုးသငယ်မရှိဘူးဆိုရင်တော့စိတ်ပြီးတော့အကြီးလေးပဲဖြစ်ရမယ်သူ့ကိုသတ်ပြီးတော့မှပိုးရင်းနဲ့အိမ်တကားဝါကထုတ်နဲ့တိုင်တယ်မှသုတ်လိုက်ရမယ်အဲ့ဒီအိမ်မှာပြေးချင်းကင်းရမယ်လေဒါဟာအဲ့ဒီအချိန်ကစပြီးရေတွက်ရင် နောင်နှစ်ပေါင်းများစွာမှခရစ်တော်ကိုပတ်သက်ခါပွဲနေ့အခုလိုပဲညနေပိုင်းမှာကားစဉ်တင်တက်ခဲ့တဲ့အဖြစ်ကိုတိတိကျကျကြီးပေါ်ပြနေတာနဲ့တူတူပဲမဟုတ်ဘူးလားဒီလိုအသွေးနဲ့ပူစောတဲ့အိမ်အကာအကွယ်ပြုတ်တဲ့အရိတ်က လူကြီးယောက်ျားနဲ့မိန်းမရင်သွေးငယ်လေးတွေအထိဘေးလွတ်ရမယ်အဲဂုတ်ထုမြေကဣသရေလကလေးသူငယ်တွေအပါအဝင်အကုန်လုံးကျွန်ပေါ်ကကထွက်မြောက်ဖို့အတွက်ဒီအပြစ်မဲ့သိုးငယ်ရဲ့သွေးဟာဖျားသခင်ကိုယုံကြည်တဲ့လူနဲ့မယုံကြည်တဲ့လူကိုစီးချပေးတယ်မယုံကြည်သူတို့အဖို့သားဥတွေအကုန်လုံးသေမင်းနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားကြလိမ့်မယ်သေကြရလိမ့်မယ်ပြီးတော့ယုံကြည်သူလူမျိုးတွေအတွက်ကတော့သေမင်းရဲ့ကြော်သွားမှုအင်္ဂလိပ်လိုဆိုရင် ပတ်အိုဗာနဲ့ထွက်မြောက်ရမယ်။ဒါဟာပတ်သက်ကပွဲတော်ရဲ့အရင်မြစ်အကြောင်းကလေ။ထွက်မြောက်ရတဲ့အခန်းကြီး၁၂အငယ်၈အဖားကိုမိနှင့်ကင်ပြီးမှထိုညချင်းတွင်တဆေးမပါသောမုန်ခါသောဟင်းသီးဟင်းရွက်နှင့်စားရမည်။အစီမံတစ်ခုစီမှအတိတ်ပဲရှိပါလေ။မိသားစုအတူတကွစားကြရမယ်ဆိုတဲ့အတိတ်ပဲ။တယောက်တစ်ပေါက်လုခွင့်မရှိဘူး။ဒါဟာကျွန်တော်အထက်ကဖော်ပြခဲ့သလိုဣသရေလဆွေမျိုးတို့ရဲ့အတွင်ရေအခုခေတ်အနေနဲ့ပြောရရင်တော့ ယုံကြည်သူခရိယန်တို့ရဲ့အတွင်းရေးပဲမိသားစုစိတ်ဓာတ်နဲ့အတူရှိရမယ်ဆိုတဲ့သဘောထားကိုဘုရားသခင်ပေါ်ပြနေတယ်။ဒီကနေ့ကျွန်တော်တို့ရဲ့အသင်းတော်တွေမှာကလေးတွေကနေအသက်ကြီးရွယ်အိုတွေအထိအသင်းတော်အရေးမှာအတူတူပဲခိုနှားကြရမယ်။အသင်းတော်ရဲ့တာဝန်အမျိုးမျိုးကိုစည်းစည်းလုံးလုံးအတူတကွလုပ်ပေးကြရလိမ့်မယ်။မိသားစုစိတ်ဓာတ်ရှိကြရလိမ့်မယ်။ခရိယန်အိမ်တောင်ယက်တရပတ်ဆိုရာဟာနိုဗယ်မာလာကျမ်းမှာရှိတဲ့နာမဟုတ်တစ်နှစ်လုံးလို့လို့ရှိရမယ်။အခုခေတ် 20ရာစုအမြင်နဲ့ဝေဖန်အကြံပြုရမယ်ဆိုရင်အသင်းတော်ကိုဥဆောင်ရတဲ့ဓမ္မဆရာကြီးတွေမှလည်းဒီကိစ္စအတွက်တာဝန်အတော်ကြီးတယ်လို့ကျွန်တော်ပြောချင်ပါတယ်အသင်းတော်ရိတ်ဟာပါရနာပြောပွဲအရေးဖြစ်ထိုက်တယ်ဖြစ်အောင်လဲဆရာသမားတို့အနေနဲ့စ조사အားထုတ်ကြရမယ်လေ့လာကြရမယ်သိညီလဲခံရပါမယ်ပိုးစုနဲ့တူတဲ့ယုံကြည်သူတွေကလည်းစောစောကပေါ်ပြခဲ့တဲ့အတိုင်းပပခါပွဲမှာဣသရေလမိသားစုတို့ယုံစုမခွဲပါဝင်နှွဲတဲ့ဥပမာမျိုးနဲ့ အသင်းတော်အကျိုးကိုဝိုင်းဝန်းပံ့ပိုးကြရလိမ့်မယ်တော်အသင်းတော်မြို့အသင်းတော်ရဲ့လို့ဒီကောင်းမွန်တဲ့အစဉ်အလာဟာမကွဲပြားပါဘူးအတူတူပါပဲအခုဖျားသခင်ရဲ့အစီအမံဟာတေချာစဉ်းစားရင်မိသားစုတစုချင်းညီညွတ်မှုအပေါ်မှာအာယုံစိုက်တာကိုမြင်ရပြီးအခုခေတ်အသင်းတော်တွေကတော့မိသားစုချင်းမတည့်တာမညီညွတ်တာတွေများဖြစ်နေဦးမယ်ဆိုရင်ဖျားသခင်နှစ်သက်တော်မူနိုင်မှမလားနှစ်သက်တော်မူမယ်မဟုတ်ဘူးလို့ကျွန်တော်တင်ပြလိုက်ပြစီအဖားကိုနီးနဲ့ကျင်နေဆိုတာ ပြစ်အတွက်တရားစီရင်ရှိတယ်ဆိုတာကိုအတိတ်ပဲဖော်ဆောင်ပါတယ်။တဆေးဆိုတာဟာပမာကျန်းစာမှာအချိန်တရာလောက်ဥပမာဆောင်တဲ့အထက်မှာကောင်းမွန်တဲ့ရှုထောင်းကတခါမှမဆောင်ဘူးလို့ကျွန်တော်ပြောခဲ့ပြီးပြီ။တဆေးမပါသောမုံဆိုတာဟာအပြစ်ကင်းမဲ့သောခရစ်တော်ကိုယေရှုတယ်လို့ထပ်ပြီးကျွန်တော်အတိတ်ပဲဖွင့်ညင်ပါတယ်။ခါသောဟင်းဒီဟင်းရွက်နဲ့ပတ်သက်တဲ့ဖြေတွေကိုအမျိုးမျိုးထုတ်နှုတ်ယူလို့ရပါတယ်။ထုတ်နှုတ်နေကြတာကိုလည်းကျွန်တော်တို့ကြားရပါတယ်။ကဲတင်ချင်းကိုရယူသူတယောက်ရဲ့ဘဝဟာ အစီအမြဲချုံငိမ့်တဲ့ဘဝမဟုတ်နိုင်ဘူးခါတိတဲ့အတွေ့အကြုံကြီးကိုဆက်လက်ဖက်ပန်းရမယ်ဆိုတာကိုဆိုချင်တယ်လို့ကျွန်တော်တဦးချင်းယုံကြည်ယူဆပါတယ်အငယ်ကိုအဖားစိမ့်ပြီးဖြစ်စေရေနှင်းပြုတ်ပြီးဖြစ်စေမဆားရခေါင်းခြေထောက်အသေးနှလုံးစပြီးလို့နှင့်တကွမိခင်ပြီးမှစားရမည်ရစ်ပူဇော်ခြင်းတရားစီရင်ခြင်းမိနဲ့သာစားရမယ်ဒါကြောင့်ဘယ်လိုလုပ်ပြီးအဖားစိမ့်ကို ပွင့်ပြုမလဲပြီးတော့ ီအသားကိုရေနဲ့မပြုတ်ခိုင်းတဲ့အတိတ်ပဲကအသားကိုအသားသီးပံမဲ့ရှိစေလိုတဲ့အတိတ်ပဲအချို့အချို့ကရေနိုင်နှစ်ချင်းပေးခြင်းအပြစ်ကင်းစေစေခြင်းဆိုတာကိုဒီကိစ္စနဲ့ဆက်ဆက်တွေးတောပြီးတော့ဝေဖန်မှုတွေပြုကြတာရှိပါတယ်ရေနဲ့ပြုတ်ပြီးတော့မစားခိုင်းတာမကောင်းဘူးဆိုတဲ့သဘောမျိုးဒီလိုပေါ်ပြတာတွေလည်းရှိပါတယ်ကျွန်တော်ကတော့ဒီလိုမယုံကြည်ဘူးဒီပတ်တခါပွဲမှာကရစ်ပူဇော်ခြင်းကိုသာဥတီထားတဲ့အတွက်ရေ၌ဗတ္တိဇံပေးခြင်းရဲ့ အဖြစ်မွေးဖွားခြင်းရင်နဲ့တွေးရောရှက်တယ်လို့လူမရနိုင်ပါဘူးအပြစ်စီရင်ခြင်းအတွက်သိုးတငယ်ကိုတတ်တယ်မီးနဲ့ရစ်ပူစော်တယ်ဒါကိုတွေးရောရှက်တယ်လို့လူမရပါဘူးအငယ်၁၁ကနေ၁၁အဘဲသို့စားရမည်နည်းဟုမူကားခါးစည်းကိုစီးတဲ့ရှင်းနှင်းကို စီးတဲ့တောင်ပွေးကိုကင်လျက်အလင်းအမြန်စားရမည်ခါဝဲရဖျားဤပတ်တခါဖြစ်တည်းအเจ้าမူကားယနေ့ညတွင်အဲဂုတ်သူပြည်ကိုငါသည်ထုတ်ချင်းခတ်သွား၍ အေဂုတ်သူပြည်၌ရှိသောလူတို့၏ပါဦးများနှင့်တရိษံတို့၏ပါဦးများအပေါင်းတို့ကိုဒဏ်ခတ်၍အေဂုတ်သူပြည်၏ဖျားတို့ကိုတရားစီရင်မိငါသည်ထာဝရဖျားဖြစ်၏ခရစ်တော်၏နောက်တော်ကိုလိုက်မည်ဆိုရင်ခါးပန်းကိုစီးပြီးလောကဆွဲမဲ့မှုတွေထဲကနေယုံကံဖဲ့ရကြလိမ့်မယ်ပြောင်းလဲပြီဆိုရင်ပြည်ပြင်းရမယ်အပြစ်ကလေးနဲ့တွဲလောင်းတွဲလောင်းနဲ့နှောင်ဖွဲ့ငင်ပြီးမနေတတ်ဘူးအပြစ်ထဲမှာကျင်လည်ပြီးတော့မနေတတ်တော့ဘူး ဖျားကိုအကျွင်းမဲ့အာကိုပြီဖျားကိုဖျက်ယမ်းထားပြီဆိုရင် မတရားမှုတွေကနေထွက်လာကြရလိမ့်မယ်ဒါကိုဒီကျမ်းဟာညွှန်ပြနေပါတယ်ပြီးတော့ဒီကျမ်းထဲမှာအဲဂုတ်ထုပြီးနတ်ဖျားတို့ကိုတရားစီရင်ခြင်း ဖြစ်တယ်ဆိုတာကိုဖျားသခင်ကိုတော်တိုင်ဟာခက်စစ်အလေးအနက်ကြီးညာလိုက်ပါတယ်အငယ်ဆက်လုံးသိုးငယ်ဤအသွေးသည်တင်တို့နေရာအိမ်၌တင်တို့ဤလက္ခဏာသက်သည်ဖြစ်၍ထိုအသွေးကိုငါမြင်သောအခါတင်တို့ကိုငါလွန်သွားမည် ်ထို့သောအေကုတ်တုပြည်ကိုငါပြီးတန်ခတ်သောအခါဖြက်စည်းခြင်းဘေးဥပ္ပတိသင်တို့ကိုမသိမရောက်ရာသောသူငယ်ဤအသွေးကိုတက်တည်ယူပြီးမင်းတို့ကိုငါဘေးမဲ့စေမယ်လွန်သွားစေမယ်လို့ဒီနေရာမှာဆိုတယ်ကိုယ့်ရဲ့အကျင့်တရားနဲ့ကိုယ့်ဉာဏ်စွန်းဉာဏ်စားနဲ့ကိုယ်တော်လို့တက်လို့မဟုတ်ဘူးကိုယ့်ရဲ့ဖျားသခင်ကိုယုံကြည်ခြင်းတက်တည်အဖြစ်သွေးကိုတုတ်လင်းထားခြင်းကြောင့်ပါဒီကယ်တင်ခြင်းကိုရတယ်ဒါဟာဣသရေလအတွက် special သူကြီးသက်သက်မဟုတ်ဘူး အဲဂုတ်ထုလူမျိုးတွေဒီလိုယုံကြည်ဒီလိုရစ်ပူသောဒီလိုအသွေးနဲ့တက်ပြီးတီဒီလိုပဲလွတ်မြောက်ရမှာသာဖြစ်ပါလေအခုတော့အဲဂုတ်ထုဟာစောစောကလင်္ကာလိုပဲဖျားဝခင်ကိုယုံကြည်တဲ့လားမယုံကြည်ဘူးနှလုံးခိုင်မာမင်းအာနာနဲ့ရဲစွာဆန့်ကျင်ဖန်ဆင်းရှင်ကို သူလျင်စိုးစင်တော်လှန်မြင့်လျက်ပြင်းထန်ဒုက္ခရောက်သမျှကိုကာလအတန်ကြံ့ကြံ့ခံ၏စာရန်အားကိုတစွတ်ထိုးပင်လက်မျိုးဖုံဖုံရုတ်ထုစုံကို ယုံကြည်တွေ့ဖက်မခွာရဲ့၍သက်စွန့်မိုင်မဲလေတော့သည်ဆိုတာမျိုးဘုရင်ကအစတတိုင်းဒီလုံးဖြစ်နေခဲ့ကြပါတယ်။ဖျားသခင်ဟာသိုးသင်ငယ်လို့အပြစ်ကင်းစင်တဲ့ခရစ်တော်ရဲ့အသွေးအဖြစ်ကျွန်တော်တို့ကိုကယ်တင်ခြင်းဆုကျေးဇူးကိုပေးခဲ့ပါတယ်။တခြားဘာနဲ့မှဒီဆုကျေးဇူးကိုမရနိုင်ဘူး။ဒါကိုအကျင်းမဲ့ယုံကြည်ခြင်းကိုဖျားသခင်ဟာလူသားတို့စီမှာတုံ့ပြန်မျှော်လင့်နေပါတယ်။ကျွန်တော်ပြောခဲ့ပြီးပြီနော်။ခစ်အမြင်ခစ်အတွေ့အရာ အတော်ကြီးတော့ကိုလိုကန့်လန့်နိုင်တဲ့စီမံဆိုတဲ့အကြောင်းကိုအခုဆိုရင်ဘလောက်အရေးကြီးတဲ့အရာလဲဆိုတာကိုတွေးမြင်နိုင်ပြီလို့ကျွန်တော်ယူဆပါတယ်ဓမ္မတရားရဲ့လမ်းကြောင်းမှာသိုးတငယ်ရဲ့တွေးနဲ့အပြစ်မှလွတ်ကင်းရခြင်းဆိုတဲ့အချက်ဟာခရစ်တော်ကိုယုံကြည်သူတိုင်းအတွက်အလွန်အရေးကြီးတယ်ဆိုတာဟာဖြေရှားနေပါပြီရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်29ကိုပြန်လည်သတိရဖို့လိုအပ်ပါတယ်ယေရှုကြွလာတော်မူသည်ကိုယောဟန်သည်မြင်နေဤလောကကြီးအပြစ်ကို ဆောင်းသွားသောဖျားသခင်သို့သငယ်ကိုကြည်လောဆိုတဲ့ကြမ်းကြက်ပဲဖြစ်ပါတယ်။ကျွန်တော်ရှေ့မှာရောက်လာမဲ့ဝိပုယျာကြမ်းကြက်လို့ရှိရင်ပတ်သက်ခပွဲနဲ့ပတ်သက်တဲ့ညွှန်ကြားချက်တွေကြဲကြဲပြန့်ပြန့်ကျွန်တော်တို့ထပ်ပြီးတွေ့ရပါလိမ့်မယ်။အခုဖြောင်းပြောင်းဝါကျမ်းအခန်းကြီး7နှစ်အငယ်16ကနေ16အတွင်းမှာတော့အခုလိုထပ်မှန်ပြီးတော့အသေးစိတ်ဟောပြထားပါလေ။ဤနေ့ရဲ့ဒီလေသင်တို့အောင်းမေ့စရာဖို့ဖြစ်၍သင်တို့ဤအမျိုးအစဉ်ဆက်မပြတ်ဤနေ့ရဲ့၌ထာဝရဘုရားအားပွဲခံကြရမည်။ ပြင်းရတော်ရှိသည်ဖြစ်၍ထိုပွဲကိုအစဉ်အမြဲခံရကြမည်။ခொနည်းရပတ်လုံးတဆေးမပါသောမုံကိုစားရမည်။ပထမနေ့ရ၌ကဆေးကိုအိမ်များမှပယ်ရမည်။ပထမနေ့မှစ၍ခொနည်းရတိုင်အောင်တဆေးပါသောမုံကိုစားသောသူမြည်ပြီးကဣသရေလအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်။ပထမနေ့၌၎င်းခொနည်းရနေ့၌၎င်းဓမ္မစည်းဝေးခြင်းကိုပြုရမည်။ထိုနေ့ရ၌လူတိုင်းစားခြင်းကိစ္စနှင့်ဆိုင်သောအလုပ်ဆောင်မှတပါး ခြားသောအလုတ်ကိုမလုတ်မဆောင်ရအခုကျမ်းကတော့ပတ်သက်ခါပွဲအပြီးမှာဆက်ရမယ်ပြင့်စင်နေပဲဖြစ်ပါတယ်ဖရမယောက်ရန်အတွက်သေမင်းဘေးရန်ကင်းဝေးရေးနဲ့မသက်ဆိုင်တော့ပါဘူးတခုတော့ရှိလေမိမိမိသားစုအတွင်လှုပ်ဆောင်ရမယ့်အချက်တွေဖျားသခင်နဲ့မိဘဟာရဖွဲ့တဲ့အစီအမံတွေပဲဖြစ်ပါတယ်ဒါကြောင့်လဲသူတို့ဟာအီဂျစ်ကနေထွက်မြောက်လာခဲ့ပေမယ့်လမ်းခရီးမှာဆက်လက်ပြီးတော့ခုနှစ်ရက်တစ်ဆင်းမဲ့မုံကိုစားခဲ့ကြပါတယ်အငယ်၁၈ကနေ၂၀ ်ထိုအဇုမပွဲကို ခံရသော အကြောင်းဟူမူကားထိုနေ့ရ၌တင်တို့ဘိုးကြီးများကိုအေကုတ်ထုပြည်တဲကငါနှုတ်ဆောင်သည်ဖြစ်၍ထိုအကြောင်းကြောင့်ပြည့်ညတ်တော်ရှိသည့်အတိုင်းတင်တို့၏အမျိုးအစဉ်အဆက်မပြတ်ထိုနေ့ရကို အမြဲဆောင်ရကြမည်ပထမလ14ရက်နေ့ညဦးမှစ၍27ရက်နေ့ညဦးတန်အောင်တင်တို့သည်တဆေးမပါသောမုံကိုစားရကြမည်ခုနှစ်ရက်ပတ်လုံးတင်တို့အိမ်များ၌တဆေးမရှိရ တဆေးပါသောမုံကို စားသောသူမည်သည်ကတကြွန်းတနိုင်ငံသားဖြစ်စေပြည်သားဖြစ်စေဣသရေလမျိုးပြိတ္တမှပယ်ရှင်းခြင်းကိုခံရမည်။သင်တို့နေရာရရတို့၌တဆေးပါသောမုံကို မစားရတဆေးမပါသောမုံကိုသာစားရမည်ဟုမိန့်တော်မူ၏။အငယ်၁၄ကနေ၂၀အတွင်းမှာကိုတဆေးအကြောင်းကရှစ်ကျင်လောက်ပါဝင်နေတာတွေ့ရတယ်။တဆေးဟာကျွန်တော်ဖော်ပြခဲ့တဲ့အတိုင်းမကောင်းမှုကိုသာကိုစားပြပါတယ်။ ။ဒီအကြောင်းကိုလည်းရှမသက်ခရစ်ဝင်ကျမ်းခန်းကြီး73မှာတည်းကကျွန်တော်ဖော်ပြခဲ့ပြီးပါပြီ။တဆေးဟာနှုတ်ကပတ်တရားတော်ကို ကိုးစားပြုတယ်လို့ယူဆတာမှားတယ်။မကောင်းမှုကိုကိုးစားပြုတဲ့မိမတယောက်ကနှုတ်ကပတ်တော်ဆိုတဲ့မုံညက်တွေတဲကိုခိုးဖွက်ပြီးဒီတဆေးကိုထည့်လိုက်တဲ့အခါမှာနှုတ်ကပတ်တော်ဆိုတဲ့မုံညက်တွေဟာဖောင်းကျွပျက်စီးတတ်တယ်ဆိုတဲ့သဘောတရားကိုကျွန်တော်ဖော်ပြခဲ့ပြီးပါပြီ။ဒီကနေ့ဘာသာရေးဖောက်ပြန်မှုတွေဟာ အဲ့ဒီလိုပဲပမာကျန်းစာပေါ်မှာမူတည်ပြီးကြပြောင်းကြပြန်တွေအမျိုးမျိုးဖြစ်နေလို့ဒီလိုထောက်ပြမှုတွေပေါ်ပေါက်နေရတယ်ဆိုတာကိုကျွန်တော်ရှင်းမသက်ခရစ်ဝင်ကျမ်းမှာအလေးနဲ့ပေါ်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်အခုဒီနေရာမှာတဆေးကိုရှောင်ခိုင်းတာဟာလေအဲ့ဒီလိုပဲထောက်ပြန်တဲ့အတွေ့အခေါ်အယူအဆတွေမဖြစ်စေခြင်းလို့အရှိကိုအရှိတိုင်းမြင်ဖြစ်စေခြင်းလို့သတိပေးခြင်းပဲဖြစ်တယ်လို့ကျွန်တော်ထပ်မံဖြည့်ဆွတ်ပြရစီပြီးတော့ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး16အငယ်6မှာကြည့်ပြန်ရင်လည်း ဖာရိရှဲနှင့်ဇတုကဲတို့တဆေကိုသတိနှင့်ကြေရှောင်ကြဟုမိန့်တော်မူ၏ဆိုပြီးတွေ့ရတယ်လို့အဲ့ဒီကျမ်းအငယ်7မှာလဲအခုလိုဆက်ပြီးတော့တွေ့ရပြန်ပါတယ်ဖာရိရှဲနှင့်ဇတုကဲတို့တဆေကိုကြေရှောင်ကြဟုသောစကားကိုငါပြောသည်တွင်မုံကို အမှတ်ပြု၍ငါမပြောသည်ကို သင်တို့သည် နားမလဲပဲအပေတို့နေကြသည်နိဟုမိန့်တော်မူ၏ဟုတ်ပါတယ်ဖာရိရှဲနှင့်ဇတုကဲတို့ရဲ့ဩဝါဒတွေဟာတဆေတွေပဲလို့ခရစ်တော်က တမင်သက်သက်ဒီနေရာမှာသတိပေးပြောကြားခဲ့ခြင်းဖြစ်ပါလေ။ဒါကြောင့်တဆေးဆိုတာဟာလေပမာကျန်းစာအဖို့မကောင်းတဲ့နေရာမှာကိုစားပြုခြင်းသာဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့မှတ်သားထားကြဖို့လူကြောင်းထပ်မံပေါ်ပြလိုက်ပါလေ။အမှန်တော့တဆေးမပါတဲ့မုံဟာစားလို့ကောင်းသလားဆိုရင်မကောင်းပါဘူး။ဥပမာဆိုရင် ကျန်းစာတော်မြတ်ဆိုတာဟာပေါ်ပင်လူကြိုက်များတဲ့လုံချင်းဝတ္ထုလို့မဟုတ်တဲ့အတွက်လူကြိုက်နဲတယ်လို့ကျွန်တော်တို့ဆိုနိုင်တယ်။အသင်းတော်မှာလူတွေများတာဟာ တမကျန်းစာတော်မြတ်ရဲ့အနှစ်သာရကိုခန်းစားထိတွေ့ဖို့တဲ့ဝတ္တရားအရသွားကြတာတို့ဖျားသခင်မနှစ်သက်မှဆိုလို့သွားတာတို့ပျော်ရွှင်လို့သွားကြတာတို့မိဘဟာယပွင့်လို့သွားတာတို့စိတ်ပော့သွားအောင်သွားကြတာတို့များ ဖြစ်နေကြသလားဒါကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်အသင်းတော်ရဲ့အရေးအဝါသားကိုသွားတယ်ဆိုတာဟာဖျားသခင်ရဲ့နှုတ်ကပတ်တော်မြတ်ကသင်ငန်းစာတွေကိုရယူဖို့သာဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ဆွေးစမ်းမြင်ပတ်သင့်ကြောင်းကျွန်တော်ဒီနေရာမှာတင်ပြလိုပါတယ်။ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဆိုတာဟာသာဝရအသက်လမ်းကိုညွန်ပြတဲ့အတွက်အလွန်တရာမျှဝိညာဉ်ခွန်အားရရှိစေတယ်။ဝိညာဉ်အဟာရတန်ဖိုးနဲ့ပြီးပြည့်စုံတယ်။တဆင်းမလိုဘူးဆိုတဲ့အချက်ကိုကျွန်တော်တို့စွဲမှတ်ထားကြဖို့ဒီနေရာမှာတိုက်တွန်းလိုက်ပါရစေ။အငယ်22မှ23ဟုတ်သောပင်ညွန့်တစည်းကိုယူ၍အင်ဒုံလိုက်ထဲသောအသွေးထဲမှနှစ်ပြီးလျှင် တကားထုတ်တကားတိုင်နှစ်ဖက်တို့ကိုထိုးထုတ်ကြလော့ထိုးနောက်မှနန်းနဲ့တိုင်အောင်အဘဲသူမြမိမိအိမ်တကားပြင်သို့ထွက်မသွားရအကြောင်းမူကားထာဝရဘုရားသည်အေကုတ်ထုလူတို့ကိုတန်ခတ်ခြင်းကထုတ်ခြင်းခတ်သွားတော်မူမည်တကားထုတ်နှင့်တကားတိုင်နှစ်ဖက်၌ရှိသောအသွေးကိုမြင်သောအခါထာဝရဘုရားသည်တကားကိုလွန်သွားတော်မူမည်ဖြက်စည်းသောသူသည်တင်တို့ကိုတန်ခတ်ခြင်းကအိမ်တဲသို့ဝင်ရသောအခွင့်ကိုပေးတော်မမူဟုတ်သောပင်ဆိုတာဟာဒီနေရာမှာ ကြောက်ပေါ်တဲ့မြေမှာရှင်သန်စွာပောက်တဲ့ရွက်နှုတ်နဲ့ပင်ကလေးတွေပဲဖြစ်တယ်။သူတို့ဟာယုံကြည်ခြင်းကိုကိုးစားပြုနေတယ်လို့ကျွန်တော်တူးချင်းအနေနဲ့ခံယူပါတယ်။ကယ်တင်ရှင်သခင်ခရစ်တော်သွန်းခဲ့တဲ့အသွေးဟာယုံကြည်ခြင်းအဖြစ်သာကျွန်တော်တို့ရဲ့စိတ်နှလုံးကိုထိတွေ့နိုင်ပါတယ်။ကြုတ်ပြင်းပြောင်းလဲပိတ်နိုင်စွာရှိပါလိမ့်မယ်။ပါဥတို့ဤသေခြင်းအကြောင်းကိုဆက်လက်လေ့လာကြပါအောင်စို့။အငယ်29 30ဘန်းကောင်အချိန်၌ထာဝရဘုရားသည် နန်းထိုင်သောဖာရောဘီဤသားဦးမှစ၍ထောင်ထဲမှအချုပ်ခံရသောသူဤသားဦးတိုင်အောင်အဲဂုတ်တုပြည်၌သားဦးရှိသမျှကို၎င်းတရိษံတို့ဤသားဦးရှိသမျှကို၎င်းဒဏ်ခတ်တော်မူ၏ထိုညတွင် ဖာရောဘီနှင့်သူဤကျွန်များအဲဂုတ်တုလူများတို့သည်ခကြ၍အဖေကောင်ကင်းသောအိမ်တိမ်မျှမရှိသောကြောင့်အဲဂုတ်တုပြည်၌ကြီးစွာသောငိုကြွေးခြင်းဖြစ်လေ။ယုံကြည်သူတို့လုတ်တယ်လို့အဲဂုတ်တုလူတွေလုတ်ခဲ့ကြသလား။မလုတ်ခဲ့ဘူး။ မလုံနိုင်ခဲ့ဘူးလုံနိုင်ရဲ့သားနဲ့သူတို့ကမယုံကြည်လို့မလုံကြတာဘာဖြစ်လဲဆိုသူတို့နတ်ကိုယ်သာအာကိုနေကြကြတယ်မဟုတ်ဘူးလားအသက်ရှင်တော်မူသောဘုရားသခင်ကိုသူတို့ဟာညှင်းပယ်တယ်ဆန့်ကျင်တယ်အာခံတယ်သူတို့ဟာစာရမဏေရဲ့နောက်လိုက်နတ်ယုတ်ထုတွေကိုဘုရားဘုရားဆိုပြီးယုံကြည်နေကြကြတယ်ဘုရားသခင်ဟာသူ့ရဲ့တရားစီရင်ခြင်းမှာဘယ်ဘုရားရှိခိုးကြောင်းမှာမင်းကက်တယ်လဲဆိုတာကိုဘယ်သူကမှမင်းမှမဟုတ်ဘူးခရစ်တော်ကိုအမှန်တကယ်ယုံပြီး ်တန်ရှင်းသောဝိညာဉ်တော်ကိုယူတင်ဝတ်ဆောင်ထားသလားဆိုတာကိုပဲမေးလိုက်မယ်။အခုအချိန်မှာဖျားသခင်ဟာသားဥတွေကိုသတ်ပစ်ပြီ။ဖျားသခင်ကိုလူသတ်မှုနဲ့ဘယ်သူတရားစွဲနိုင်ကလေး။သူပေးတဲ့အဖက်ကိုသူပြန်ယူတယ်လေဘလူတက်နိုင်သေးတယ်လေ။အိုးဣတရေလမင်းတို့ထွက်သွားကြဆိုတဲ့ခေါင်းစဉ်နဲ့အခုစကြစို့။ဖာရောဘုရင်ညကြီးမင်းကြီးထလာပြီ။အငယ်37နဲ့32ထိုညချင်းတွင်မောရှင်နှင့်အာယုံကိုခေါ်တော်မူသည်။သင်တို့မှစ၍ဣတရေလအမျိုးသားတို့ ထ၍ငါလူစုတွေကထက်သွားကြလော့။သင်တို့တောင်းသည့်အတိုင်းထာဝရဘုရားအားတွား၍ဝတ်ပြုကြလော့။သင်တို့တောင်းသည့်အတိုင်းကိုးနွားများကိုယူ၍တွားကြလော့။ငါကိုလည်းကောင်းကြီးပေးကြလော့ဟုမိန့်တော်မူ၏။ထာဝရဘုရားသခင်ရဲ့အကျင့်ကျင့်သတိပေးခြင်းကိုမခန့်ညားခဲ့တဲ့နတ်မြိုင်နိုင်ငံကပြည်ရှင်မင်းကြီး။သူ့သားတော်ရဲ့အသက်ကိုပဲပေးလိုက်ရပြီ။ဣသရေလကိုလည်းလွတ်မိတ်ချလိုက်ရပြီ။အတင်းအကျပ်လုံမှခွင့်ပြုတယ်ဆိုတဲ့ဘုရင်မျိုး။ဘလောက်ကြီးမားတဲ့စွန့်စားကမ်းကြီးနဲ့ပေးဆက်လိုက်ရပြီလေ။ ထွက်မြောက်ရကျမ်းအခန်းကြီး7နဲ့အငယ်33မှာ38ခုနဲ့အဲဂုတ်ထုလူတို့ကလည်းငါတို့ရှိရမြပြီအသေးကောင်ဖြစ်ကြပြီဟုဆိုလျက်ဣသရေလလူတို့ကိုအဲဂုတ်ထုပြည်ထဲကအပြင်းအမြန်လွှတ်ခြင်းကကြက်ကြက်နှိုးဆော်ကြ၏ထိုလူတို့သည်တဆေးမရောသောမုံစိမ်းကိုယူ၍မုံနယ်သောခွက်တိုကိုလည်းအဝတ်နှင့်တကွထုတ်၍ခန်းကြ၏မောရှေစီရင်သည့်အတိုင်းဣသရေလအမျိုးသားတို့သည်ငွေတစားရွှေတစားအဝတ်တစားများကိုအဲဂုတ်ထုလူတို့၌တောင်းကြ၏တောင်းသည့်အတိုင်းလည်းပေးကျင်သောစေတနာစိတ်ကို ်အဲဂုတ်ထုလူတို့အားထာဝရဘုရားပေးတော်မူသဖြင့်အဲဂုတ်ထုလူတို့၏ဥစ္စာများကိုလူယူကြ၏ဣသရေလအမျိုးသားမိမနှင့်သူငယ်ကိုမဆိုဘဲယောက်ျားအရေးအတွက်အဖြစ်၆သိန်းကမ်းမြရှိသောသူတို့သည်ယမသက်မြို့မှထွက်၍သူကုတ်အရက်သို့ခရီးပွားကြ၏ကလေးနဲ့မိမထဲ့မတက်ဖဲနဲ့ကိုယောက်ျားကြီးပဲ၆သိန်းဆိုတော့အ ਨੇ ဆုံးသန်းချီတီးရှိတဲ့ပြိသက်ကြီးပေါ့ဘလောက်များဆူညံနေတဲ့ညလဲစဉ်းစားနိုင်ပါလေအဲကုတ်သူရဲ့အမင်္ဂလာငိုကြွေးသံဒီနဲ့ ဣတရီလာရဲ့အောင်မြင်ခြင်းချွေးကြော်သံဒီဟာတွေးရောရှက်တင်စူညံနေမဲ့ညလို့ကျွန်တော်အလေးနဲ့ယုံကြည်မိပါတယ်။ရှင်းဖို့လိုတဲ့အချက်တစ်ခုကတော့ဣတရီလာတွေဟာအဲဂုတ်ထုလူတွေစီကနေဥစ္စာများကိုလူယူတယ်ဆိုတဲ့မြန်မာကျမ်းစာတွေကဝေါ်ဟာရနဲ့ပတ်သက်လို့ဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်နှိုင်းရှင်တင်ပြပါရစေ။အင်္ဂလိပ်မှာက borrow လို့သုံးထားတဲ့အတကြောင်းချေးယူတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပြီးတော့မူရင်းဟေပြဲမှာကတော့ shall ဘုမဟုတ် တောင်းယူတယ်လို့တွေ့ရပါတယ်။ဒါကြောင့်ဓမ္မတိုက်တယ်လို့လူယူခြင်းအရှင်းမဟုတ်ပါဘူး။တောင်းယူခြင်းဖြစ်တယ်။တောင်းယူတာဟာဖြစ်ပေါင်းများစွာကရသိမ့်ခဲ့တဲ့ကိုယ်လှုပ်အားကားများအတွေ့ဘုရားသခင်ကတောင်းယူခိုင်းခြင်းဖြစ်တယ်။အဲဂုတ်သူလူမျိုးတွေကိုယ်တိုင်ကလည်းစေရနာနဲ့ပေးခဲ့တယ်ဆိုတဲ့အချက်ကိုဒီနေရာမှာသဘောပေါက်ကြဖို့လိုတဲ့အကြောင်းတင်ပြလိုက်ပြရစီ။မိတ်ဆွေပေါင်းတို့ခင်ဗျာအဲဂုတ်သူနိုင်ငံတော်မှာဟိုးရှေးလွန်ခဲ့တဲ့နှစ်ပေါင်း430က ယာကုပ်ရဲ့သားယောသတ်ကိုအပြီးပြုတ်ပြီးဣသရေလလူစုဟာအဲ့ဒေတော့မြားအဖြစ်ရောက်ရှိသွားခဲ့ကြပါတယ်။အဲ့ဒီတုန်းကခိတ်ဆတ်လို့ခေါ်တဲ့ဣသရေလနဲ့ဆွေမျိုးတော်သူ ဖာရောမင်းဆက်ဟာဣသရေလကိုမျက်နှာသာပေးခဲ့ပေမဲ့ခိတ်ဆတ်တို့ကန်စားတာညှိုးငယ်ပြီးတော့အီဂျစ်သွေးစစ်စစ်ဖာရောဘီရင်ဒီနန်းတက်ချင်းကဆလို့ဣသရေလတို့လူမျိုးတို့တွေဟာကျွန်ပေါ်မှာနှစ်400လောက်တောက်လျှောက်ဒုက္ခရောက်ခဲ့ကြပါတယ်။ဒါဟာလေအတိတ်ကတည်းကအာဗြဟံကိုဖျားသခင်ပေါ်ပြပြီးခဲ့တဲ့အတိုင်း ပြည်ရင်အတိုင်းတိတိကျကျရင်ဆိုင်ခဲ့ရခြင်းပါကျွန်ဖြစ်ခဲ့ရခြင်းပါအဲ့ဒီနှစ်ပေါင်း400ကျွန်ခံရကနေအဲဂုတ်ထုဆိုတဲ့နိုင်ငံကြီးကနေပြီးတော့အခုတော့သူတို့ဟာညရင်းကြီးနှင်ထုတ်ခံရကြပြီဒါပေမဲ့ဒီလိုနှင်ထုတ်တာကိုလည်းဣသရေလတွေအဖို့ကတော့ထွက်မြောက်ခြင်းအခွင့်ရပြီလွတ်လပ်ရေးရပြီဆိုပြီးတော့ဂျေဇုတော်ကိုချီးမွမ်းကြမှာမလွဲဧကန်ဖြစ်ခဲ့ပါတယ်အဲ့ဒီလိုဣသရေလတို့ထွက်မြောက်ရတဲ့ညကြီးကောင်အမိုက်မှောင်ပါ အသက်ရှင်တော်မူသောဘုရားသခင်ရဲ့တရီပေးချက်များကိုဥပက္ခပြုပြီးတော့နတ်ယုတ်ထုများကိုမှကိုးကွယ်ခဲ့တဲ့အဲဂုတ်ထုတွေအဖို့တော့ရှင်သင်မင်းရဲ့တိုက်ခိုက်ခြင်းတန်ကြောင့်ပါဦးတွေရဲ့အသက်တွေကိုစရေပြီးပမိုင်းတွင်ရလောက်အောင်ပြင်းထန်စွာငိုကြွေးခြင်းရှိုက်တံများနဲ့ဆူညံနေခဲ့တယ်ဆိုတဲ့အကြောင်းကိုဒီကနေ့အဖို့သင်ငန်းစာယူနိုင်ရန်ဖော်ပြလိုက်ပါစေ။နောက်တစ်ချိန်အစီအစဉ်မှာထွတ်မြောက်ရာကျမ်းအခန်းကြီး7နဲ့အခန်းငယ်38ကနေအခန်းငယ်51အထိနဲ့ ထွမြောက်ရာကျမ်းအခန်းကြီး73တို့ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။